င်္ဂလာပါရှင်။အောက်တိုဘာလ14ရက်နေ့အတွက်တန်လင်းထမ်းမြက်ညနေခင်းသတင်းတွေကို တင်ဆက်ပြီးတော့မှာပါ။တန်လင်းထမ်းမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကော့ဂရိတ်မြောက်ပိုင်းကကြေးရွာတွေကိုစစ်တပ်နဲ့ခွဲထွက် DKBA အဖွဲ့စစ်ကြောင်းဆက်ထိုးနေတဲ့သတင်း။ မွန်ပြည်နယ်မှာနေရန်စားစီစံချိန်တင်မြင့်တက်နေပေမဲ့တောင်သူလက်ဝယ်စားမရှိဖြစ်နေတဲ့တဲ့င်းနဲ့ပါတီကြီးတချို့စီယုံရေးဆင်းနေတဲ့အပေါ်ပါတီငယ်တွေတုံ့ပြန်ချက်တဲ့င်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာတဲ့င်းတွေမှာတော့ထိုင်းကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးပွဲကိုထရန့်တက်ရောက်မဲ့တဲ့င်းမြန်မာကကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်လို့စတောလင်းကိုအမေရိကန်လွှတ်တော်ကော်မတီစုံစမ်းစစ်ဆေးနေတဲ့သတင်းတွေနဲ့အတူ မနေ့ပြန်အတွက်မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါပြည်နယ်ကော့ဂရိတ်မြောက်ပိုင်းကကျေးရွာတွေတဲကိုစစ်ကောင်ဖြင့်တက်တဲ့ခွဲထွက် DKBA အဖွဲ့တို့စစ်ကြောင်းဆက်လက်ထိုးနေပြီးဒေသခံတွေကိုလည်းဖမ်းဆီးထားတယ်လို့နေမြေခံသတင်းအရင်းမြစ်တွေကတန်လင်းထိုင်းမှုပြောပါရတယ်။ နဘူးကော့ကရိတ်လမ်းပိုင်းနဲ့ကျုံတိုးနဘူးလမ်းပိုင်းတွေကိုစစ်ကောင်ရှင်တပ်ကစုံမိုထိန်းချုပ်ပြီးတဲ့နောက်ကော့ကရိတ်မြောက်ပိုင်းမြားပဒိုင်ကျေးရွာကနေတဆင့်အောက်ဘိုတဲဒေါနာတောင်ပေါ်လမ်းဟောင်းအထိဥတီပြီးအောက်တိုဘာလဒုတိယဘက်ကစလို့စစ်ကြောင်းထိုးလာခဲ့တာပါစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်တပ်ခွဲထွက် GKBA ပူပေါင်းစစ်ကြောင်းနဲ့ KNL တော်လန်ရေးအင်အားစုတို့ကြားမြပတိုင်းနဲ့ထီဖိုးဆန်ရွာကြားကနောင်ဝိရွာမှာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးစစ်ကောင်ရှင် DKPA ပူးပေါင်းတပ်တို့ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့နေမီခန်သတင်းရင်းမြစ်တွေစီကနေသိရပါတယ်ရှင်စစ်ကောင်ရှင်တပ်ဟာကော့ဂရိတ်မြောက်ပိုင်းမှာစစ်ကြောင်း၃ကြောင်းထံမှနေထိုးစစ်ဆင်လာနေပြီးကော့ဂရိတ်မြို့မြောက်ဘက်ဒေါနာတောင်ပေါ်လမ်းဟောင်းဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်ရှင်စစ်ကြောင်းဟာလည်းနောင်လိုင်းကျေးရွာကဒေသခံတွေကိုဖမ်းဆီးလုံဆောင်မှုတွေရှိနေတယ်လို့ကြားသိရပါဗျ။အာရှလမ်းမိုင်းကိုတိမ့်ပိုင်းနိုင်လိုက်ပြီးတဲ့နောက် ဒေါနာတောင်ပေါ်လမ်းဟောင်းကိုလည်းအလုံးစုံသိမ်းယူနိုင်ရဲအတွက်စစ်ကောင်ဖြစ်တက်ဟာခွဲထွက် DKB ရဲ့အဖွဲ့နဲ့အတူစစ်ကြောင်းထိုးလှုပ်ရှားလာနေတာဖြစ်ပြီးလန်နယ်ကြီးဒရုန်းတွေနဲ့လည်းပစ်ခတ်မှုတွေရှိနေတယ်လို့နယ်မြေခံသတင်းအရင်းမြစ်တွေကဆိုကြပါဗျ။ရွေးကောက်ပွဲကာလမတိုင်ခင်သိမ်းပိုက်ခံခဲ့ရတဲ့နယ်မြေတွေကိုပြန်လည်ရယူနိုင်ရဲအတွက်စစ်ကောင်ဖြစ်တက်ဟာကရင်ပြည်နယ်အတွင်းထဲမှာအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာနေတာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေဟာလည်း အရင်ကထက်ခက်ဆက်စိတ်ပိုလှုပ်လာတာကြောင့်အယက်သားထိခိုက်သေးဆုံးမှုတွေဟာလည်းဆက်လက်မြင့်တက်နေပါတယ်။ကော့ဂရိတ်အာရှမြောက်ပိုင်းပြင်မြောက်ရီမြို့အနီးကလေကေကော်မြို့ဖာပုံခရိုင်ထဲကကတိုင်တိကမာမောင်လမ်းမိုင်းတွေမှာလည်းစစ်ကောင်ပြင်တက်ဟာထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် KNL ပူပေါင်းအဖွဲ့တွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်ရှင်။မွန်ပြည်နယ်မှာနေလန်းစားကြမ်းတပိတ်တာကို တက်တထောင်အထိစံချိန်တင်စင်းုံမြင့်တက်နေပေမဲ့တောင်သူတွေလက်ဝယ်စားမရှိတဲ့အခြေအနေနဲ့ကြုံတွေ့နေရတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့အေမီယန်ကတင်ဆက်ပေးထားပါဗျ။မူမီနီမာနီလန်းစားချမ်းတပိတာကိုကျက်တထောင်ဝန်းကျင်အထိစံချိန်တင်စင်းုံမြင့်တက်နေပေမဲ့တောင်သူတွေလက်ဝယ်စားမရှိတဲ့အခြေအနေနဲ့ကြုံနေရတယ်လို့စားတောင်သူတွေကတန်တွင်တိုင်းကိုပြောပါဗျ။ဒီလန်စာကျင်းဟာစားစတင်ထွက်ရှိချိန်ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းတပိတ်တာကိုကျက်140ဝန်းကျင်သာရရှိခဲ့ရမှာ လက်ရှိအော်တိုဘာလအတွင်းတပိတ္တာချက်တထောင်ဝန်းကျင်ထိစံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့တာပါနေလန်းစားတွေစံချိန်တင်မြင့်တက်လာပေမဲ့တောင်သူတွေလက်ထဲမှာစားချမ်းတွေမရှိတော့တာပြီးခဲ့တဲ့စားရာသီကအထွေထွေကုန်ကျစရိတ်ကြီးမြင့်တာဖြင့်ရာသီဥတုကြောင့်အပြေးအဝမထုတ်လုပ်နိုင်တာတွေကြောင့် ကျိုးမြတ်မရှိတဲ့အခြေအနေနဲ့ကြုံနေရပါတယ်။စားတောင်သူတို့ကစားစင်းလုံးစံချိန်တင်မြင့်တက်လာတာဟာစားလက်ကျက်နေပြီးတချို့တိုင်းတွေမှာစားလုပ်ငန်းမလုပ်ကြတော့တဲ့အတွက်ဖြစ်တယ်လို့စားလုပ်ငန်းပြန်လည်ပတ်ပါကစားစင်းလုံးပြန်လည်ကျဆင်းလာနိုင်တယ်လို့တန်လွင်တိုင်းကပြောပါတယ်။စားတွေကွင်းထဲမှာမရှိတော့ဖို့စားဖို့တွေမှာစားနေတဲ့လက်ကျန်နည်းနည်းပဲရှိတော့စားစည်းရတက်တော့တယ်လေ။နောက်ရန်ကုန်တိုင်းမှာလည်းပဲ ထားလုပ်ငန်းမလုပ်တော့ဘူးဆိုတော့လူတွေကအားလုံးမရှိတော့လေတခြားထားစီရဲ့ခုံတက်သွားတာမိုးကနည်းနည်းမကုန်သေးဘူးမိုးရှိနေရဲ့သတင်းကြိုလက်ဆုပ်တော့မှမိုးကုန်မထင်နဲ့မိုးကုန်မှပဲအလုတ်ချင်းရမှာပေါ့ထားထွက်နိုင်စီပြန်ကြောက်အောင်မလီထားစီရဲ့ပြန်ကြောက်အောင်မထားထွက်တဲ့ຢာဒီရောက်နေဒီလဲစားလုပ်ငန်းတွေကအရင်ကလုပ်ငန်းလေပတ်ဖို့အတွက်အောက်တိုဘာလအနေနဲ့လောက်ကစပြီး ပြင်ဆင်ကြပြီမဲ့ဒီနှစ်မှာတော့ရာသီဥတုခြေနေရမိုးတွေဆက်လက်ရွာသွန်းနေတာကြောင့်လက်ရှိချိန်ထိနေလန်းစားလုပ်ငန်းတွေပြင်မစနိုင်သေးပါဘူး။လက်ရှိစားစင်းလုံးစံချိန်တွေရရှိနေပြီမဲ့လုပ်ငန်းပြန်လည်ပတ်ဖို့အတွက်အရင်လိုလုံသားခေါ်ယူလို့မရတာအထွေထွေကုန်ကျစရိတ်ကြီးမြင့်တာတွေကြောင့်လည်း ဒီနေ့စားရသည်မှာစားထွက်နောက်ကျဖို့ရှိနေတယ်လို့စားတောင်သူတွေကပြောကြပါတယ်။ဝန်ပြည်နယ်မှာနေလန်းစားတွေကိုပေါင်တန်မြူစီယံနဲ့ရေးမြူနယ်တို့ကအဓိကထုတ်လုပ်နေတာဖြစ်ပြီးနှစ်စဉ်စားတန်ချိန်၄000ကျော်ထွက်ရှိကထွက်ရှိလာတဲ့နေလန်းစားတွေကိုတော့ရန်ကုန်မန္တလေးပါဝင်တိုင်းနှစ်ပြည်နယ်ချို့ကိုတင်ပို့ရောင်းချနေပါတယ်။ ကောက်ပွဲအတွက်လက်ရှိမှာပါတီကြီးတွေရဲ့ပါတီစီယုံရေဟာဥပဒေကိုလက်တလုံးချလောက်တာဖြစ်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါတယ်ရှင်။စစ်ကော်မရှင်ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲအတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေကိုမဲဆွယ်စီယုံရေအတွက်အချိန်ကာလမကြေညာရသေးပေမဲ့ပါတီကြီးတချို့ကတော့စီယုံရေးဆင်းနေကြပါတယ်။အထူးသဖြင့်စစ်တပ်ကြောထားနောက်ခံပြုတ်ထားပြီးစစ်ရာရှိတွေယာနဲ့ချီယူနီဖောင်းချုပ်ခါ ကိုစရဲလောင်းဖြစ်ဝင်ပြိုင်ကြမယ်ချက်ခံရေးပါတီဟာပြေဆောင်ပွဲနဲ့အလူခန်းနာအကြောင်းပြပြီးမြေပြင်မှာရောဆိုရှယ်မီဒီယာမှာပါပါတီစီယုံရေးလှုပ်ဆောင်နေတာပါချက်ခံရေးပါတီဥက္ကဋ္ဌဦးခင်ကြီးကလည်းပါတီနဲ့ပတ်သက်တဲ့မူဝါဒတွေလှုပ်ဆောင်တာတွေအကောင့်ထည့်ဖော်မဲ့လုပ်ငန်းစဉ်တွေအပါအဝင်တိုင်းပြည်တိဆောက်ရေးနဲ့ပတ်သက်ပြီးအစင်းသစ်ဖြစ်နေတဲ့အကြောင်းတောက်လျှောက်ပြောဆိုနေတာဖြစ်ပါတယ်မွန်တွတ်တဲ့ပါတီခေါင်းဆောင်တူကတော့ ပါတီစည်းရုံးရေးနဲ့ပတ်သက်ပြီးဒါဟာဥပဒေကိုလက်တလုံးချလွတ်တာဖြစ်ပြီးရွေးကောက်ပွဲအောင်နိုင်ဖို့မဲပေးမဲ့ရဲ့အနိကက်ရောက်မှသာလူမှုခေါင်းထဲပိုဝင်တယ်လို့တန်လွင်တိုင်းကိုပြောပါသည်ဒါတော့လေကျွန်တော်တို့ကပေါ့နော်ဒါတော့ဒီဥပဒေကိုလက်တလုံးချလွတ်သွားတယ်လို့ပဲပြောရမှာပေါ့နော်ဟိုဒါပေမဲ့ဝင်ကျွန်တော်တို့ဒီသဘောတကူပါတီတကူရွေးကောက်ပွဲအောင်နိုင်ဖို့ဆိုတဲ့နေရာမှာကျတော့နောက်ဆုံးနောက်ဆုံးမှကြော်ညာတဲ့လူလူစုကောင်းတဲ့ပုံဝင်နေပါကျွန်တော်တို့အမြင်ကြတော့ အခုကျွန်တော်တို့ဒီမွန်ရေးပါတီပဲပြောပြောမမွန်တိုတေးပါတီပဲပြောပြောကျွန်တော်ကငငိမ့်မဲ့နေတယ်လေကျွန်တော်ကတိုင်းနာပါတီဆိုတော့အဲ့မဲ့ကျွန်တော်ဖြတ်တန်းလာခဲ့တဲ့ရေကောက်ပွဲတုံးခုအရာမှာဒီဟိုဒီတိုင်းပေါ့နော်ဟိုအွန်လိုင်းပဲပြောပြောပေါ့ Facebook ပဲပြောပြောပေါ့ဒါတွေကခုနှစ်ပဲကြာလေလူလူကောင်းတဲ့ရောက်မတော်ဘူးအဓိကမဲထက်တဲ့နေ့မှာအဓိကစီအောင်နိုင်မှသာလျင်ဒါအောင်မြင်မှုရနိုင်ရဲ့လေဒါကျွန်တော်တွေ့တုံတွေ့ကြုံရပါတော့နော်အဲ့ကြောင့်အခုတို့လောက်နေကျွန်တော်တို့ကတော့ လောက်ပေါ့ရည်စရာကြီးတော့ကျင်းတော့ကရင်ပြည်နယ်အတွင်းစည်းရုံးမဲ့မွန်တွတ်တက်ရေးပါတီအနေနဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ခွင့်ပြုချက်အရနိုင်ငံပိုင်ရုံးမြင့်တန်ကြားမှာပါတီရဲ့မူဝါဒသဘောထားတွေကိုဟောပြောသွားမှာဖြစ်တယ်လို့ဆိုရှယ်မီဒီယာကနေလည်းစည်းရုံးသွားဖို့ရှိမယ်လို့သူကတီးပေးပါတယ်။လက်ရှိမှာရွေးကောက်ပွဲကျင်းပနိုင်မဲ့နေပြည်တော်ပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေအတွင်းတက်ဆိုင်ရာကော်မရှင်အဖွဲ့အစည်းရုံးတွေနဲ့ရက်ကြီးရုံးတွေမှာမဲပေးပိုင်ဝင်ရှိသူတွေရဲ့မဲဆန္ဒရှင်အမည်စင်းတွေကိုရက်တိုးပြီးကတ်ထားတာပါ။ အာဏာသိမ်းမှုအတွင်းပြည်တွင်းစစ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာစစ်ကော်မရှင်ဦးဆောင်ကျင်းပမဲ့အပိုင်းလိုက်ထွေထွေရွေးကောက်ပွဲပေါ်ပြည်သူလူထုတွေစိတ်ဝင်စားမှုမရှိတာကြောင့်မဲစင်းတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးသူအလွန်နေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။ဒီအပေါ်အကြံခံရေးပါတီကမဲပေးခွင့်ရှိသူတိုင်းအခွင့်အရေးမဆုံးရှုံးစေရေးသူတို့ပါတီကနေထာဝရပူပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးမဲစင်းရင်တွားရောက်ကြီးကျူးစစ်ဆေးမှုနဲ့ပူပေါင်းပါဝင်ပေးဖို့ TikTok နဲ့ Facebook မှာတိုက်တွန်းနေတာပါဒါအပြင်ဒေါ်သက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကလည်း မဲဆန္ဒရှင်ပြည်သူတွေနိုင်ငံသားခွင့်ရမဆုံးရှုံးရအောင်မဲစင်းအချိန်မီစစ်ဆေးပေးဖို့လူသုံးများတဲ့ Facebook နဲ့ TikTok Social Media တွေကနေနှိုးဆော်နေတာဖြစ်ပါတယ်။တစ်ဖက်မှာသတင်းစာရှင်းလင်းပွဲကနေတဆင့်မူဝါဒတွေလှုံ့ဆော်တာတွေနဲ့မြင်းမြန်ချက်တွေပါဝင်ရုံးကန်ဖွင့်လှစ်တာပါတီဝင်အဆိုပြုလာပေးရတဲ့အခမ်းအနားတွေမှာလည်းလူထုဘဝအထူးကငြင်းချမ်းလုံခြုံစွာကြီးပွားကြဆိုပြီးပြည်သူ့ရှေ့ဆောင်ပါတီက Social Media တွေမှာစီရင်ရေးလှုံ့ဆော်နေတာပါ။ပြည်ရင်မျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြည်စိုးက စီယုံဝင်မရှိတဲ့အချိန်မှာအခုလိုလုပ်တဲ့ပေါ်တာဝန်ရှိတဲ့ပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကသာမူတည်တယ်လို့တန်လွင်တိုင်းကိုပြောပါတယ်။ဒီမှာစီယုံလုတ်တော့ခွင့်မရှိသေးတဲ့အချိန်မှာသူတို့လုတ်တာဒါသူတို့ပိုင်းပေါ့နော်။သက်ဆိုင်တောင်းကျတဲ့ UEC ကလည်းဒါအရင်ဆုံးရမယ်လို့တောင်းရဘူးဆိုတော့ကျွန်တော်လည်းပြောပါမယ်မသိဘူးလေ။အဲကျွန်တော်ကျေကြလို့တောင်းမျိုးမျိုးတောင်းဟိုခေတ်ကြဝန်တက်ပေါ်လာလို့ကျင်းတောင်းပေါက်ပြမှာပေါ့။ကျွန်တော်ကတော့ကျုပ်ကမရှိသေးတဲ့ကိစ္စကိုကျွန်တော်မလုပ်ဘူးလေ။ အဲ့ဒါရှိုးပဲရှိတဲ့ကြညာတော့လုပ်မှာပေါ့ကျွန်တော်ကတော့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထွေထွေရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီတွေအနေနဲ့မဲဆွယ်စည်းရုံးမှုနိုင်ငံပိုင် ရေဒီယိုနဲ့ရုပ်သံအစီအစဉ်တွေကနေဟောပြောခွင့်ပြုမယ်လို့စက်တင်ဘာ25ရက်နေ့မှာကြေညာထားတာပါဒီအတွက်မဲဆွယ်စည်းရုံးမှုပါတီရဲ့မူဝါဒသဘောထားလုပ်ငန်းစဉ်စတဲ့ဟောပြောတင်ပြချက်တွေကို အော်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့အထိခွင့်ပြုပေးဖို့စီစဉ်ထားပါတယ်။ဒါပေမဲ့မြေပြင်မှာမဲဆွေစီယုံတာလှည့်လည်တာဟောပြောတာတွေနဲ့ပတ်သက်ပြီးတတ်မှတ်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ဒါအပြင်အထွေထွေရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလအဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းပေါင်း9000ကျော်ရဲ့အမည်စင်းတွေကိုစစ်စစ်ပြီးသွားပြီးမဲ့အခုချိန်ထိတော့မကြေညာသေးပါဘူး။တစ်ဖက်မှာကြမ်းခံရေးပါတီပြည်သူ့ပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတို့ဟာမော်ပြည်နယ်ကလုံခြုံရေးအကောင့်နဲ့မြို့နယ်တွေမှာ ပါတီဝင်တွေနဲ့နှိစက်သူတချို့ကိုနေအိမ်တွေအတွင်းပါတီစည်းရုံးရေးဆင်းခဲ့တယ်လို့ဒေသခံတွေကတန်လွင်တိုင်းကိုပြောထားတာပါ။အဲ့ဒီပါတီတွေဟာပြည်ထောင်စုတဝန်းစည်းရုံးမဲ့နိုင်ငံရေးပါတီတွေဖြစ်ကြပြီးမွန်ပြည်နယ်ခြေစိုက်ပြည်နယ်အတွင်းမှာသာစည်းရုံးမဲ့မွန်ညင်ညွရေးပါတီကတော့မြေပြင်မှာရောဆိုရှယ်မီဒီယာမှာပါညင်သက်နေပါလိမ့်။မွန်ညင်ညွရေးပါတီပြောခွင့်ရနိုင်တန်းရွှေကရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလကြမှာသာ UEC ခွင့်ပြုချက်နဲ့ဆိုရှယ်မီဒီယာတွေမှာစည်းရုံးလုံးစော်ဖို့ဘတ်ဂျက်ရေးဆွဲနေတယ်လို့တန်လွင်တိုင်းကိုပြောပါလိမ့်။ 反正俺家那时候，首先他那帮首先那个伙房那大姐不着，那天俺路路上去那那地方买，在那里把些东西甩那地方卖呢。俺大家咯，在那里是这些老年轻吃大麦，他比像你个女婿啊、父亲那时候的，像在那路出来过几代叫人做嘛不？ လောလောဆယ်မှာပါတီရဲ့ကိုယ်စားလှယ်လောက်အမည်စင်းတွေထုတ်ပြန်ကြေညာတာကိုစောင့်ဆိုင်းနေပြီးဆိုရှယ်မီဒီယာကနေမဲဆွယ်စည်းရုံးရေးအတွက်အလိုအပ်တဲ့ဤပညာပိုင်းတွေအပါအဝင်စီမံကိန်းတွေရေးဆွဲနေတယ်လို့သူကဆက်ပြောပါတယ်။ရွေးကောက်ပွဲဆိုင်ရာလုံထုံးလုံနည်းတွေအရအထူးထူးရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်မတိုင်ခင်ရက်ပေါင်း60လို့မှာနိုင်ငံရေးပါတီတွေအတွက်မဲဆွယ်စည်းရုံးရေးကာလအဖြစ်သတ်မှတ်ကြေညာလေးရှိပါတယ်။ဒါကြောင့်အထူးထူးရွေးကောက်ပွဲအပိုင်း1ကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်တဲ့အတွက်မဲဆွယ်စည်းရုံးရေးကာလကိုအောက်တိုဘာနှောင်းပိုင်းမှာသတ်မှတ်နိုင်တယ်လို့နားလည်ရပါတယ်။ ဒါပေမဲ့လုံခြုံရေးအခြေအနေတွေကြောင့်ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့ကိုယ်စားလှယ်လောင်းတွေအတွက်လူစုလူဝေးနဲ့လှည့်လည်ပြီးမဲဆွယ်စည်းရုံးမှုမဖြစ်နိုင်တော့တဲ့အခြေအနေလို့နိုင်ငံရေးပါတီတချို့ကလက်ခံထားကြပါသည်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ထိုင်းကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးပွဲထရန့်တက်ရောက်မှာဖြစ်ပါတယ် ီအကြောင်းကိုတော့ပေပေကပြပြပေးထားပါရရှင်။လာမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာထိုင်းနဲ့ကမ္ဘောဒီးယားငြိမ်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တက်ရောက်မှာဖြစ်ကြောင်းအင်ရှင်မလေးရှားနိုင်ငံသားရေးဝန်ကြီးကအောက်တိုဘာလ14ရက်မှာပြောကြားလိုက်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားပြီးခဲ့တဲ့ဇူလိုင်လကတင်းမာမှုတွေဟာဆယ်စုနှစ်များစွာအတွင်းလူသေးဆုံးမှုအများဆုံးစစ်ရေးပြည်ပခအသွင်ပြောင်းခဲ့ပြီးလူ၄၀ခန့်သေဆုံးခဲ့ပြီးလူပေါင်း၃သိန်းလောက်အိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပါတယ်။ 9ရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက်ထရန့်ရဲ့တစိ့တပိုင်းဂျာဝင်ချေဆက်မှုနဲ့နိုင်နိုင်ငံသားအပြစ်ကက်ရက်ဆဲဖို့သဘောတူခဲ့ကြပြီးအဲ့ဒီနောက်ပိုင်းသဘောတူညီမှုချိုးဖောက်တယ်ဆိုပြီးနှစ်ဖက်အပြန်အလှန်အကြိမ်ကြိမ်ဆွဆွဲခဲ့ကြပါတယ်ထိုင်းကမ္ဘောဒီးယားငင်းချမ်းရေးသဘောတူညီမှုကိုထရန့်ကကိုရိုင်းကိုကြမြင်တွေ့ရဖို့မျှော်လင့်နေပါရဲ့လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကကွာလာလမ်ပူမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုပြောပါတယ် မလေးရှားမြို့တော်မှာအော်တိုဘားလာ26ရက်ကနေ28ရက်အထိကျင်းပမယ့်အာဆီယံညီလာခံတက်ရောက်ရေးအမေရိကန်သမ္မတဟာအော်တိုဘားလာ26ရက်မှာမလေးရှားသို့လာရောက်မှာဖြစ်တယ်လို့ဝန်ကြီးဟာဆန်ကပြောပါတယ်။နှစ်နိုင်ငံနယ်ဆက်ကစစ်ပတ်ဆိုင်ရာဆက်ရံတရားတွေနဲ့မြေမြုံမိုင်းအလုံးကိုဖယ်ရှားပေးရမယ်။ထိုင်းနဲ့ကမ္ဘောဒီးယားကြားပို့ရှိကြတဲ့အပြည့်အဝသဘောတူညီမှုအတွက်မလေးရှားနဲ့အမေရိကန်ကဂျားဝင်ညှိနှိုင်းသူတွေအဖြစ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့မလေးရှားဝန်ကြီးကပြောပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့အဲ့ဒီသက်မှတ်ချက်တွေကိုအပြည့်အဝလိုင်းနာပြီးအာဆီယံညီလာခံမှကြီးညာချက်တရက်လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့မိမိတို့မျှော်လင့်တယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကပြောပါတယ်။အိန္ဒိယနှစ်နိုင်ငံတင်းမာမှုတွေပြည်လည်သွားတာကိုမြင်တွေ့လိုက်ရတယ်လို့ထရန့်ကသတိပေးစာပေးပို့ထားကြောင်းထိုင်းဝန်ကြီးချုပ်အနုတင်ကပြောပါတယ်။ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူစီရီပွန်ကအဲ့ဒီအငင်းပွားမှုကို အမေရိကန်ကဦးစားပေးကိစ္စအဖြစ်သဘောထားနေကြောင်းမိမိတို့သတိပြုမိပေမဲ့အမေရိကန်ရဲ့ကမ်းလှမ်းမှုကိုမိမိတို့လက်မခံခင်မိမိတို့ရဲ့တင်ပြတဲ့အချက်လေးချက်ကိုကမ္ဘောဒီးယားကအရင်ဆုံးလက်ခံရမှာဖြစ်တယ်လို့ပြောကြားထားပါတယ်။မြန်မာကကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးကြားလင်းကိုအမေရိကန်လွှတ်တော်ကော်မတီစုံစမ်းစစ်ဆေးနေပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနီကတင်ဆက်ပေးထားပါတယ်။ ကမ္ဘာတဝန်းလူသားပေါင်းများစွာစီကဒေါ်လာဘီလီယံပေါင်းများစွာလိမ့်လည်ရယူနေတဲ့မြန်မာကြားဖြန့်စင်တာတွေကိုအင်တာနက်ဝန်ဆောင်မှုပေးရမှာတတိကြီး Elon Musk ရဲ့ Starlink ဂျိုဒုလုပ်ငန်းပါဝင်နေမှုကိုစတင်ဆောင်စန်းစစ်ဆင်နေပြီဖြစ်ကြောင်း American လွှတ်တော်မှာရှိတဲ့ဩဇာကြီးမားတဲ့ပါတီနှစ်ရပ်ပေါင်းကော်မတီတစ်ခုကပြောကြားလိုက်ပါတယ်။ကြားဖြန့်စင်တာတွေကိုရှင်းထုတ်ပြဖို့ယူရတဲ့ဖေဖော်ဝါရီလကနှစ်နှင်းချိန်လောက်မှာပဲမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်စင်တာအဆောက်အဦတွေရဲ့ခါမိုးတွေပေါ်မှာ Starlink internet line ဖမ်းယူရတဲ့ပြားတွေအများအပြားပေါ်လာခဲ့တယ်လို့ကြားသိရပြီးနောက်အဲဒီစုံစမ်းစစ်ဆေးမှုထပ်ပေါ်လာခဲ့တာဖြစ်တယ်လို့ AFP သတင်းဌာနကစုံစမ်းဖော်ထုတ်ထားပါတယ်။ပြည်တွင်းစစ်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာ Starlink က၃လအတွင်းရုတ်တရက်ဆိုသလိုအကြီးမားဆုံး internet ဝန်ဆောင်မှုပေးတဲ့ company ဖြစ်လာခဲ့တယ်လို့ Asia Data ဆိုင်ရာ internet မှတ်ပုံတင်ရေးအဖွဲ့ APNIC ရဲ့အချက်လက်တွေကဖော်ပြနေပါတယ်။ Starlink ကိုပိုင်ဆိုင်ထားတဲ့ SpaceX company စီမှတ်ချက်ပြုပေးဖို့ ဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်မှုရှိဘူးလို့ AFP သတင်းမှာဖော်ပြပါရယ်။ကြားဖြန့်လုပ်ငန်းတွေနဲ့ Starlink Company ပါဝင်ပတ်သက်နေမှုနဲ့ပတ်သက်ပြီးတော့ဇူလိုင်လကတည်းကစတင်စောစမ်းစစ်ဆေးခဲ့တာဖြစ်တယ်လို့ American လွှတ်တော်ပူးပေါင်းစီးပွားရေးကော်မတီကပြောပါရယ်။အဲ့ဒီလုပ်ငန်းတွေကိုလက်ခံထားတဲ့စစ်ကော်မရှင်လိုလားတဲ့လက်နက်ကိုင်အဖွဲ့ရဲ့ကြားဖြန့်လုပ်ငန်းစင်တာတွေကိုဖြိုခွင်းရေးတရုတ်နဲ့ထိုင်းတို့ကဖေဖော်ဝါရီလအတွင်းဖိအားပေးခဲ့ပြီးတဲ့နောက်တရုတ်နိုင်ငံသားအများစုပါဝင်တဲ့လူ8000လောက်စိုးရွားတဲ့ကြားဖြန့်လုပ်ငန်းတွေကလည်းလွတ်မြောက်လာခဲ့ပါရယ်။အဲ့ဒီလုပ်ငန်းတွေဟာအလုပ်သမားတွေကိုအတင်းကျပ်အလုပ်စေခိုင်းတယ်လို့ လူမောင်ခိုကူပြီးလုပ်ငန်းလည်ပတ်တာဖြစ်တယ်လို့ကုလသမဂ္ဂကပြောပါတယ်။ဖုန်းအင်တာနက်နဲ့လူမှုမီဒီယာကတဆင့်ကမ္ဘာတွင်းမှာရှိတဲ့လူတွေကိုပြစ်မှတ်ထားနေတဲ့ကြားဖြတ်လုပ်ငန်းဦးစီးသူတွေကလူသမားတွေကိုရိုက်နှက်ပြီးနိုင်အများအပြားအလုပ်စီခိုင်းခဲ့တယ်လို့လူသမားတွေကပြောပါတယ်။ online လူလိမ်လုပ်ငန်းတွေစီ Starlink အင်တာနက်ဝန်ဆောင်မှုပေးနေတာရက်တက်မှု Elon Musk ကို American လွှတ်တော်ကော်မတီထိပ်သီး Democrat လွှတ်တော်အမတ် Maggie Hassan ကတောင်းဆိုထားပါသည် က်ဖြန့်အောက်တိုဘာလ15ရက်နေ့အတွက်မိုးလေဝသအခမ်းအနှံချက်သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွားချက်တွေအရမြန်မာနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထင်းထင်းမှတိမ်ထူထပ်နေပြီးကြံဒေသတွေမှာတော့တိမ်အနှဲငယ်ဖြစ်ထိုးနေရကိုတွေ့ရပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတချို့မှာနေရာကွက်ကြားမိုးရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုဒူဘုံရင်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။ မနေ့ပြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းထဲမှာတိမ်ထူထက်နိုင်ပြီးမုတ်တုံလေးအားအနည်းငယ်ရှိနိုင်ပါတယ်။တနင်္သာရီကန်ယူတန်၊ရခိုင်ကန်ယူတန်မြို့ဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမာခွေဘက်တို့မှာလေဟာအရှိဘက်ကနေတနင်္သာရီ9မိုင်မှ10မိုင်ခန့်အထိကြိုက်ခတ်နိုင်ပြီးလှိုင်းအထင်းထဲရှိနိုင်ပါတယ်။နေပြီးတော့မန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်း တနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကယင်းပြည်နယ်ကယင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာဆက်ဆက်မိုးထချုံရွာသွန်းနိုင်ပြီးသခိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ37ဒီဂရီစင်တီဂရိတ်၊ဖမ်းမြို့နဲ့ဒဝယ်မြို့တို့မှာတော့29ဒီဂရီစင်တီဂရိတ်အသီးသေးစီရှိနိုင်ပါတယ်ရှင်။မြန်မာနိုင်ငံအလဲပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာ ခရမ်းလွန်ရောင်ကြီးအညွန့်ကိတ်ဟာတောင်ပံအဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့အညွန့်ကိတ်ဟာအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုလေးဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ wendy.com တို့ကနေရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တောင်လင်းချမ်းမြေညနေခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တောင်လင်းထားမြဲတဲ့ရင်ထုံးလဲမှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။